AVA 1940အခန်းစက်ခွန်မင်းသမီးကြီးသည်အချွေအရံများနှင့်မျိုးဝင်ယုံအတွင်းမှထွက်ခွာသွားသည်အနောက်မှလူစားနှင့်ရှင်မိငယ်ကလိုက်လာကြသည်သူ့ကိုမျိုးဝင်မလာမချင်းဒီချန်နယ်ပဲထားစီတော့အဆောင်များကလက်အုပ်ချီလျက်နာခံကြသည်မမလူစားရဲ့ဘလို့များဖြစ်ကုန်ကြတာလဲမင်းသမီးကြီးအမှုရမ်းတွေကမိငယ်အိမ်ကိုရောက်လာတော့မိငယ်မှလန့်လိုက်တာဒီကိစ္စမောင်ကြီးအောင်စရာသိရင်လဲစိတ်ကောင်းမယ်မဟုတ်ဘူး မင်းရဲ့ဒီလိုပါပဲဘဝကအမြဲတမ်းအဆင်ပြေနေတော့လေပြင်းစရာကြီးလေနော်အင်းမမင်းသမီးကြီးကတော့မိငယ်ကိုမမတို့အတွက်ပေးသင့်တာတွေပေးသွားတယ်စိတ်ချပါမမလီစာကမိငယ်ပေါ်မှာကျေးဇူးရှိတာပဲမိငယ်ဝတ္တရားမပြတ်စီရပါဘူးမိငယ်မမလီစာအတွက်ဝယ်စရာရှိတော့တော်ဝယ်လိုက်အောင်မယ်နေ့လယ်မှာထောင်းကိုလာခဲ့မယ်နော်လီစာကပြုံးပြလိုက်သည်မိငယ်ကြောခိုင်းသွားချိန်တွင်လီစာကလှမ်းခေါ်လိုက်သည် မိငယ်ရှင်၄ယောက်စာနော်ဟုတ်ကဲ့မျိုးဝင်အမှုတန်းတို့ကလူစား၏လက်ပြန်ကျိုးကိုစောက်ဆွဲလိုက်သည် ထို့နောက်ဘကွက်သားငလီထိုင်နေသော ကုပစ်စီတို့ဆွဲခေါ်သွား၏မျိုးဝင်မင်းဖျားမလားမချင်းမင်းတို့ဒီကုပစ်မှာထိုင်ဆောက်ကြငလီဘေးတွင်လူစားကဝင်ထိုင်လိုက်၏ငလီကဓားကိုဘေးချကစေးရန်ထဲသို့စေးမုံများထည့်နေသည်ခုနမိမကြီးကခမားသည်လားငလီ၏မိကုန်းကိုလူစားကခေါင်းငိတ်ပြလိုက်သည် နန်းတွင်သူထင်းတယ်နော်ဟုတ်တယ်လောင်းရှင်မင်းသမီးဆိုတာသူပဲငလေကလီစားကိုအထင်ကြီးသော မျက်လုံးများဖြင့်ကြည့်လိုက်သည်ထို့နောက်စေးတံကိုမိညိပြီးတခြားဖွာလိုက်သည်ဩသူတို့များကြာရွှေနှောင်းကြီးတွေနော်သာကုန်းကြီးတွေကလည်းဟီးလို့ကျုပ်တို့မှာတော့ရွှေနှောင်းသေးသေးလေးတွာဒီလိုလူရမဝင်တဲ့ဘဝကြီးတွေရောက်ခဲ့ရတယ်ငလေစကားကို လီစားစိတ်ဝင်စားသွားသည် မင်းကြီးကတော့ဘကွက်သားဖြစ်တာမကြသေးဘူးထင်တယ် ဘလို့များဖြစ်ရတာလဲငလေကသူ့ဘားမှနွားခိုးဆိုသည့်စာရန်ကိုလက်ဖြင့်စမ်းလိုက်သည်ကျုံမဲဘူးနဲ့အိမ်အောင်ကြတာတနည်းပဲရှိသေးတယ်သူကရွှေနှောင်းလေးပန့်ကျင်တဲ့လေစကားဆက်မိလို့သာပြောချတာပါကျုပ်ကိုတော့မပူစားချပါဘူးပူစားနဲ့ကျုပ်လို့ငါးပန်းပိုက်ကွန်ကို အခါစားရဲရတဲ့သူကဘယ်ဝယ်ပေးနိုင်မှမလဲဗျာရွှေမပြောနဲ့ငွေစင်းအောင်သေးချာမမြင်ဘူးခဲ့ပါဘူး အဲ့ဒါနဲ့ကျုပ်လဲမြို့ကြီးအိမ်ကနွားကိုတွားခိုးမိတယ်။သူ့ကိုလှစေချင်တာကိုဗျ။သူ့နာနှစ်ဖက်မှာရွှေစလေးရှိစေချင်တာကိုဝိုင်းရိုက်ကြတာတိတ်မတက်ပဲ။နွားဖိုးကရော်ပေးစရာကမရှိတော့။တေတံကြမှာကလည်းကြောက်။ဒါနဲ့ဘကွက်သားဘွားကိုရွေးချယ်ရတာပဲ။ဒါဆိုမင်းရဲ့မေဘူးကရွှေနှစ်တောင်းလေးမပန်လိုက်ရဘူးပေါ့။ငလီကတိတ်ဆိတ်သွားသည်။လူစားကဘာမှဆက်မပြောပဲရှင်းဆိုတာငေးနေ၏။ ထို့အချိန်တွင်ကိုရံတော်တပ်သားများပါလာသောဝေါ်ရင်တစည်းကမြို့ဝင်ယုံဝင်းအတွင်းသို့ဝင်လာသည်မြို့ဝင်မင်းကြွလာပြီးဒူးတော်ဒူးတော်ငလွေရောလီစားပါကို့ပြစ်ပေါ်မှဆင်းကဒူးတော်လိုက်ကြ၏မြို့ဝင်မင်းကကို့ပြစ်နားတွင်ဝေါ်ကိုရခိုင်းလိုက်သည်ဟေးသူ့ကိုတရားဝင်စရဲရှိမှထိုင်ခိုင်းတာငါခဏနေလာခဲ့မယ်အဆောင်များကလီစားနဲ့ငလေကိုတရားဝင်စီသို့တွားရန်ပြောလိုက်ကြသည် လေးတိုင်းစဉ်တွင်ကြံငင်လာသောတရားရုံးစည်းရက်တွင် မျိုးစည်းကအမှုများကိုစစ်ဆေးဆဲဖြစ်သည့်ငလီနှင့်အတူ ပြန်ဝင်လာသောလူစားကိုဖေးဤတုတ်ကတစ်ချက်ငဲကြည့်သည်ထို့နောက်ဇေယျရှိမြေပြင်တွင်ထိုင်ဆောင်ရန်အချက်ပြလိုက်၏လူစားသည်ဇေယျရှိမြေတလွင်းတွင်ထိုင်လိုက်သည်ဇေယျပေါ်တွင်လူတူဦးကိုလက်ပြန်ကြိုးတုတ်ထားပြီးထိုလက်ပြန်ကြိုးကိုဆက်သီးဖြင့်စွဲတင်လာသည် ထိုသူ၏ခြေထောက်မှာဇေယျကျမ်းပင်နှင့်တိယုံအနေထားသာရှိသည် လက်မောင်းတစ်ဖက်မှာခန္ဓာကိုယ်ဤလေးချိန်ကစွဲထားခံရသဖြင့်တပြည့်ပြည့်အတန်များပင်ထွက်နေသည်ဇေယျအောက်တွင် ထိုင်နေကြသောလူစားပါဝင်အကျဉ်းသားများမှထုံမြင်ဝင်းကိုမျက်နာလွှဲလိုက်ကြ၏လူစည်းရေးမှမူတာမန်လုံရိုးလုံစင်တွေ့နေကြမြင်ဝင်းအလားအေးဆက်သောမျက်နာပေးဖြင့်မောင်မင်းလှင်စည်းစီကယူသွားတဲ့ခင်းစားတပိတ်တော်ကိုဗမာဝတ်ထားတယ်လေပြောတော်မလား လမောင်းတစ်ဖက်စီမှနာကျင်ခြင်းကိုမခံစားနိုင်တော့သည့်ထိုသူ၏လေတံကမပြိမတာကြဲကြဲပြောစံမျိုးစည်းကလိမ့်ကြောင်မီကြာဖို့ကိုကိုင်လျက်မတ်တက်ရလိုက်သည်ထိုသူ၏နားသို့ကတ်သွား၏ပျော်ဗမထားလေတရခံကခတ်တိုးတိုးပြောလိုက်သည်မျိုးစည်းကသူ၏ကြောက်ရွံ့မျက်နှာကြီးဖြင့်ဘေးပီသို့အကဲခတ်လိုက်၏ထို့နောက်နေရာတွင်ပြန်ထိုင်ကအချက်ပြလိုက်သည်အဆောင်တို့ကရာဇဝတ်သားကိုစက်သီးချိုးမှဖြုတ်ပေးလိုက်၏စီရင်မဲ့ မျိုးစည်းရေးသည်ထမ်းရွက်ပေဘူးပေါ်တွင်ကညစ်ဖြစ်စီရင်ချက်ကိုရေးသည်ညောင်ရမ်းခေနန်းတွင်ရုံတွင်ဆိုင်ရာကိစ္စများတွင် ပေရွက်ကိုမတုံးကြပေပင်သည်တတိတီပြီးအညွန်တုံးသွားတတ်သည်ဖြင့်နန်းတွင်ရုံတွင်မင်းမှုကိစ္စတွင်ပေကိုတုံးနှင့်မင်းဆက်တစ်ဆက်ဖြင့်ပြတ်တတ်သည်ဟုယူဆရှိကြသည်ထို့ကြောင့်ပေရွက်အစားအဆက်ဆက်တီးပွင့်သည်ထမ်းရွက်ဘူးကိုတုံးကြသည် မျိုးစည်းကရေးပြီးသားထမ်းရွက်ဘူးကိုကင်ကဖတ်လိုက်သည် ငါတလောက်ရာသာငမင်းငဝင်းညီကိုနှစ်ယောက်ဒီညောင်ရမ်းနေလှေစကြီးငစုံမတ်လှေပြေအင်းဝစိတ်ကန်းတို့ကုံကူးလိုက်ခဲ့ဟာလန်ခီးတွင်ငမင်းငဝင်းညီကိုနှစ်လှေစကြီးငစုံမတ်တက်တိုင်းငမုံတို့ဒီအချင်းများကြပြီးငမင်းငဝင်းညီကိုမှာလှေစကြီးငစုံမတ်ကိုလော်တက်ပြီးရိုက်တက်ကြကြောင်းရွှေနန်းရှင်ဖွားအောင်အမှုတမ်းများထံမှထွက်ဆိုခဲ့ပြီး ဖြစ်သည်ငဝင်းမှာ ငတက်ငမိုးနှင့်အပြန်အလန်တပ်ပုတ်ပြီးရေထဲကျကတိတ်ဆုံးသွားခဲ့သည်။ငမင်းသည်လှေစကြီးဂင်းဆောင်ငွေတပိတ်သာအားယူကာလှေပေါ်မှထွက်ပြေးခဲ့၏။ငမင်းသည်တူတက်မှုတကိုးမှုတို့ကိုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဖြင့်ကိုင်းစားဓမ္မတက်အရာတူတက်တို့၏တွားမြဲလန်းကိုတွားစီလေ။ငမင်းအားတေရန်ချမှတ်လိုက်ခြင်းပင်အမိတ်ဆုံးသည်နှင့်ငမင်းမှာစောင့်တရားမရအောင်ဟဲ့တော်သည်။ အနီးအနားရှိအဆောင်များကငမင်းကြောကုံအားကြာပေါ့များဖြင့်ဝိုင်းရိုက်နှက်ကဘကွက်သားတို့လက်တို့ပြန်အပ်လိုက်သည်ကျုံတော့ကလည်းဒီလိုပဲပေါ့ဗျာဘေးနားမှာဘကွက်သားငလေးကလူစားကြားယုံလေးတန်ဖြင့်ပြောလိုက်သည်ငမင်းအမှုပြီးသည့်နောက်စသီးကြိုးများကွေးကြီးကုံများကိုအမှုတန်းများကနေရာတကျပြင်ဆင်သည် ထို့နောက်ဝန်ဝန်တရေဖြင့်ပြုလုပ်ထားသောအခင်းထူထူကြီးတစ်ခုကိုယူလာကမျိုးစင်း၏အနောက်ဘက်တဆင့်ပုံမြင့်သောနေရာတွင်ခင်းလိုက်ကြ၏ ခြေကွင်းဟိခြေစည်ရံများကိုအစီကံတချို့ကယူလာကအသင့်ထားလိုက်သည်မြို့ဝင်မင်းကြွလာပြီဖြစ်သည်ဘင်းကြီးမငယ်လူစားကိုတွင်းလေဖေးဤတုတ်ကလူစားကိုဂျိုင်းမှဆွဲတူကထိုင်ခိုင်းလိုက်သည်ဖေးဤတုတ်နဲ့ငလေတို့ကတစ်ဖက်တစ်ချက်စီမှချံရံကလူစားကိုဇရက်ပေါ်တွင်ဒူးတုတ်ခိုင်းလိုက်၏မြို့ဝင်မင်းသည်ဝါပန်းပန်းခန္ဓာကိုယ်ကြီးကိုတဲဆောင်ကသူ့အတွက်ခင်းလာပြီးတော့ဝုံဝုံသေးပေါ်တွင်ထိုင်လိုက်သည် ကြောက်ပေါ်မှာအပြည့်ပါးကြီးမှာကောမဲအားကိုအပြည့်ငုံထားသဖြင့်ဖောင်းကားနေ၏ကြေးကြုံတူဦးကထွေးကန်ကွက်ကိုမြို့ဝင်မင်းထံထိုးပေးလိုက်သည်မြို့ဝင်ကကွန်ရွေးများကို ထွေးလိုက်၏လူစားမငယ်ရုံးတော်ရှေ့မှောက်ရောက်ပလာမှန်ပါကျွန်တော်မျိုးမှာပါရမန်နေကတော့ညီနဲ့အတူပါလာတဲ့ရာဇဝတ်သားတွေကိုစစ်ကြောခဲ့ပြီးငါမေးတော်ကိုမှန်ရဖြေမယ်ဟုတစ္ဆာကြိတ်မိတော့ကြိတ်ပါမယ်ဗျာကြိမ်သာစုဟု ခံရဲတော် ခံရပါတယ်ဗျမြို့ဝင်ကမြို့စည်းကိုအချက်ပြလိုက်သည်မြို့စည်းကစံစာတော့ကိုကိုင်းကရီဇလက်ထဲသို့ထည့်ပေးလိုက်သည်မြို့စည်းတိုင်ပေးသည့်အတိုင်းရီဇကကြမ်းကျင်ရ၏ထို့အချိန်တွင်မြို့ဝင်မင်းမှာစေးတန်ထဲသို့စေးတဲ့ကဖွာဆိုင်နေသည်ကဲဟုတ်ပြီပြီးရသည့်ပြာသူလ73ရက်နေပုံကိုနှစ်ချက်တီးတဲ့အချိန်မှာရီဇတော်မဲလို့ခေါ်သည်ညီးသည်တကောင်းစေးအနီး နမ်မရဝင်အာကာရွှေတောင်အားတပ်ပြတ်ခဲ့သည့်နေရာတွင် ရှိပါသလားရှိပါသည်ဖေယဘလို့ကြောင့်ထိုနေရာကိုရောက်နေပါသလဲကျွန်တော်မျိုးမအိမ်တွင်ငချင်းနဲ့အတူ စကားပြောနေစဉ်ထိုသူများကဓာလန်းနံများပဲလာရောက်ဝင်းရံရင်းကြောင့်ကြောက်လန့်ကြထွက်ပြေးနေရောက်သွားတာပါလိန်ဝင်းစဉ်မြင်းတက်မှာသွေးတောက်ငယ်ငတုံကိုတိပါဤလောတိပါသည်ငတုံနဲ့ညီဘလို့ပတ်သက်မှုရှိကြတယ်လေမိတ်ဆွေတွေပါ မတော်ကနမ်မရဝဉ္ကြီးအာကာရွှေတောင်ကိုလှန်နဲ့ထိုးသက်လိုက်သည်ကိုမြင်ပါသလားကျမမှမြင်းပေါ်မှာပြုတ်ကျသည့်ဒဏ်ရာဖြင့်နာကျင်နေသဖြင့်မမြင်လိုက်ပါမြို့ဝင်က ပြုံးလိုက်သည်ဒါဆိုအာကာရွှေတောင်ကိုလှန်ပြစ်ထိုးသည်မှာညီးပြီလော ကျမမျိုးမှမလုံဝင်ပါဒါဆိုဘသူတတ်တယ်တော့ချစ်မြလားချစ်မှလည်းကျွန်တော်မျိုးမနဲ့အတူမြင်းပေါ်မှာပြုတ်ကျလဲကြနေပါသည်ဒါဆိုအာကာရွှေတောင်ကိုတက်တီမှာငတွန်တယောက်သာ ရှိပေတာပေါ့ကျွန်တော်မျိုးမှမသိပါဖေဟာ အာကာရွှေတောင်းကိုတင်းတို့တုံးဝိုင်းတက်လိုက်တယ်လို့အနီးနားကရဲမက်တွေကထွက်ဆိုကြတယ်ဘလို့လုံးမလဲသူတို့မျိုးလုံးတွေကိုကြမ်းစူးပါလိမ့်မယ်ကျမမတက်ပါမြို့ဝင်ကခေါင်းညိတ်လိုက်သည်ရပြီတင်းတို့တုံးကိုလာမဲ့ပြသူလားဆိုဆယ်ရက်မှာစီရင်ရချမယ်ဟေ့ငတုတ်ရပြီကွယ်ဖေးတုတ်ကလူစားကိုခေါ်ကဇရက်အောက်သို့ ပြန်လာထိုင်ခိုင်းလိုက်တော့သည် ဗီဇာပြန်ရောက်သည့်အခါထောင်ရတွင် တောင်းတောင်းကိုချလျက်စောင့်နေသည့်မိငယ်ကို တွေ့ရသည်။ဗီဇာတို့အချုပ်ခန်းထဲသို့ရောက်ပြီးခြေချင်းခက်ခံပြီးသည်နှင့်နာလဲကလူဇာနာသို့ကပ်လာသည်။ထို့နောက်လူဇာယုံနှုတ်စဉ်တင်းစဲခဲ့သောရွှေတုံးကိုလက်ထဲအသာထည့်ပေးလိုက်။ဒီနေ့တေတံဗနယောက်ပါလေလူဇာ။ကြားရတော့လှေကြီးကိုတတ်တဲ့ဟိုဘက်ခန်းကတက်ရောက်ပဲ။ကျန်တာကတော့စီရင်ချက်မချသေးဘူး။နာလဲကဘာမှစံမမီတော့ပဲကြောက်တုံးနှမေးတွင်တောထိုင်လိုက်သည်မမလူစား မိငယ်ကအခန်းရှိတွင်တောင်းကိုချကထိုင်လိုက်သည် မိငယ်ဤပါပြင်မှသွေးကြောကလေးများပေါ်တွင်ချွေးလုံးလေးများစို့ဥနေ၏စောင့်နေရတာကြာပြီလားမိငယ်ကြာတာပေါ့မမရဲ့ဒီသေးရောက်ဖို့တောင်းလိုက်ကြတယ်ငွေအမလီမိငယ်ကအင်ဘက်ပြေထုတ်ထားသောထမင်းတို့များကို ထုတ်လိုက်သည်ဒီနှထုတ်ကိုဟိုဘက်ခန်းကမောင်ကြီးကတော်နဲ့ချစ်မြောက်ကိုပေးလိုက်လွီစာမိငယ်ကထမင်းတို့နှထုတ်ကိုလွီစာရှိရသောတွန်းပို့လိုက်သည် ထို့နောက်တောင်းထဲတွင်ပါလာသောကောင်းချင်းတို့များကိုလည်းတွန်းပေးလိုက်၏မိငယ်ကစကိုင်းကလာရတာဆိုတော့တရချားပဲလာနိုင်မယ်မလာနိုင်တဲ့ရက်မှာကောင်းချင်းတို့တွေစားလို့ရအောင်စီစဉ်ပေးခဲ့မယ်ဟိုဘက်ခန်းကလူတွေကိုလည်းပေးခဲ့မယ်နော်အင်းမိငယ်ကျေးဇူးတင်ပါတယ်ရပါတယ်မမလီစာမမတို့အဆင်ပြေအောင်မိငယ်အားလုံးလုပ်ပေးခဲ့တယ်နော်မိငယ်ကတောင်းကိုခေါင်းပေါ်ပြန်တင်ပြီးနှုတ်ဆက်ကပြန်သွား၏နားလေသမင်းစားကြရအောင်လေငါမစားချင်ဘူးလူစား မနက်ကလေးကဘာမှမစားရသေးဘူးမဟုတ်လားကြွက်တွေလည်းဖမ်းမနေနဲ့တော့နောက်ရက်တွေမှာလည်းရှင်းအတွက်ကျမပူမာထားတယ်ထိုချိန်တွင်ဘကွက်သားတို့ကအခန်းတွင်းသို့ဝင်လာသည်နာလဲကကမန်းကဒန်မတ်တက်ရက်လိုက်၏သို့သောဘကွက်သားကလူစားဘေးတွင်ငုတ်တုတ်ထိုင်ကတန်ချီချင်းများကိုကင်လိုက်သည်ဘာဖြစ်လို့လဲမင်းကိုတန်ချီချင်းတစ်ပတ်ဖြုတ်ပေးဖို့ဖေးကြီးတို့ကိုဟိုကလေးမှငွေစားတွေပေးသွားတယ်ဟဲဟဲဟဲ ကဲပြောဘဲဘက်ကိုဖြိုးပေးစီရင်လေညာဘက်လားပကွက်သားကပြုံးပြဲပြဲဖြင့်လူစားကခြေောက်ကိုယုံလိုက်သည်ကျမမဖြုတ်ချင်ဘူးဟာဘာလဲဟာကျမသာသူ့ကိုခြေတစ်ဖက်ဖြုတ်ပေးပါသူ့မှာအနာရည်နဲ့လူစားကနာလဲကိုလက်ညှိုးထိုးပြလိုက်ဤနာလဲကလူစားကိုမျက်လုံးပြူးကကြည့်လိုက်သည် ဟင်အင်းငါအတွက်မလို့ဘူးလေးစားနင်ကအရေးကြီးတယ်ငါကျောက်ကအနာရီကအယိုးတီလှိုက်စားခြင်းလှိုက်စားနေမှာမထူးတော့ဘူးအဲ့ဒါကြောင့်ကျမပြောတာလေရှင်နာကခြေချင်းနဲ့ဆိုပူဆိုးလာမှာကျမကဘာမှမဖြစ်သေးတာမဟုတ်ဘူးငါမဖြုတ်နိုင်ဘူးနင်အတွက်နင်လူတွေငွေပေးသွားတာပဲနင်မဲတက်တောင်နေပါလေးစားရှင်ကျမစကားကိုနားထောင်ပါတွားသူ့ကိုဖြုတ်ပေးလိုက်ပါတို့တို့ဦးကြတွင်ဘကွက်သားမှာဘာလို့ရမည်မသိဖြစ်နေ၏ကဲ တယောက်တော့ပြောဗျာခမားတို့ဟာကကြာတယ်တော်ကြဖေးကြီးတို့စိတ်ပြောင်းသွားလိမ့်မယ်နော်နားလဲကလူ이사ကိုတေးချစိုက်ကြည့်လိုက်သည်လူ이사ငါအသေးတန်ကြတာလားမကြခင်သေးရတော့မှာငါအတွက်ဘာမှမထူးဘူးနေမဲငါလို့မသေးခင်ဒဏ်ရာမရအောင်နေပါငါတောင်းပန်ပါတယ်အေးနားလဲကဤကနေငိုချလိုက်သည်လူ이사မှာစွန့်ဝသွား၏ ဟုတ်တယ်ဟေဒီတော်မသေတံဆယ်ယောက်ပြည့်မှာတခါတုတ်တံကိုခေါ်သွားပြီးတတ်ကျင်းရဲစုပြီးမြုပ်တာဒီနေ့သေတံတမားနဲ့ဆို၉ယောက်ရှိသွားပြီ နောက်တစ်ယောက်ပြည့်တာနဲ့ဒီကွင်းမှာလည်းကျင်းတဲ့ကိုရောက်မှာပဲကောင်းပါလေနင့်အတွက်ပဲနင့်တွေးသေလူတွေအတွက်မတွေးနဲ့ရှင်းပစက်ကိုပိတ်ထားလူစားကပကွက်သားကိုအားကုန်အောင်းအောင်းလိုက်သည်ဟေးဘာဖြစ်နေကြတာလဲငွှေမင်းမေလိုရမ်းမဟာ ခင်ချင်းပြုတ်လကြာလိုက်လားငါတရောင်နဲ့လာထောင်းလိုက်ဟာဖေးတုတ်ဤအတန်ထွက်လာသည်ဖြင့်ဘကွက်သားမှာလူ iza ဤဘယ်ဘက်ခြေောက်မှခြေချင်းကိုအမြန်ဖြုတ်ပေးကထွက်သွားတော့သည်လူ iza ဤတက်ရှူတန်းများမြန်လာသည်နားလဲကဒူးနှလုံးကြားတွင်ခေါင်းကိုတင်းကရှိုက်နေသည်ရှင်သေးရန်ကြားရဆိုတော့ကျမကိုဘာလို့အစိုးရကမပြောတာလဲငါကြောင့်နင်းကိုစိတ်မစင်းရစေခြင်းဘူး ငါလုံးတင်လုံးတိုက်တာတွေကိုလုံးခဲ့ပြီးပြီငါသေးသေးရရှိလဲသေးမယ်ငါအတွက်ဘသူမှဝင်မပူစေရဟုငါကြောင့်ဘသူမှစိတ်နှောက်ရမဖြစ်စေခြင်းဘူးဒါနဲ့များရှင့်ကိုကရှင့်ကိုလာခဲ့မယ်ဆိုဘာလို့များအရှုံးပေးခြင်းနေတာလဲမသေးသေးများဘာမှမစိုးဖြစ်နိုင်သေးတယ်ဘာမှမစိုးမျောလင့်နိုင်သေးတယ်ရှင့်ဘာလို့သေရမှာလဲတူလာခဲ့မှာပေါ့အဲ့ဒါငါနင့်ကိုလိန်တာပြီးတော့ငါ့ကိုငါလည်းလိန်တာပါပဲဟာ ငါတို့ကတောင်ပေါ်ကနေမြမဘင်ကအတင်းကျပ်ခေါ်ဆောင်လာပြီးမြေဘက်မှာအတားအဆီးဖြစ် နေခိုင်းတာတဲ့လူမျိုးစုလေးပါပဲတို့လူမျိုးစုတွေကို အုတ်ချုပ်ဖို့အင်းဝဘင်ကအရာရှိတယောက်ကိုခန့်အပ်ထားတယ်သူရိန်စောတဲ့ငါကူဟာဗိုလ်မင်းသူရိန်စောရဲ့လက်ထောက်ကျွန်တယောက်ပါပဲသူတို့ဟာအခုအင်းဝဘင်ကိုအာခံဖို့ကြိုးစားနေကြတာတော့မှန်တယ်ဒါပေမဲ့ဟောဒီအင်းဝနန်းတော်ကြီးကိုတိမ်ပြီးအချင်းကန်းတွေကငါတို့ကိုကယ်ထုတ်ဖို့ကတော့ ဘယ်လွယ်ဦးမှာမလဲစိတ်ကူးတတ်တတ်ပါပဲရှင်ကဘာဖြစ်လို့တေးတန်ကြတာလဲနားလဲကလူကြီးရှင်းမှာထမင်းတို့ကိုယူလိုက်သည်မတရားမှာနေရတယ်ငါတို့ကိုွေတွေမွန်တွေအတွက်ထမင်းတလုံးဟာဘလောက်ခက်ခဲကြလဲအင်းဝဘရင်မသိဘူးနားလဲကထမင်းတို့ကို ဖြီတကဲ့သူသူဤအတိတ်ကိုလဲလူကြီးထံဖြီထုတ်ပြရန်အသင့်ဖြစ်နေပြီ 那怕卡玛托拉多虽然没见过，经常也望见望见的，他们也又来家的，看世事世相。